ရုရှားနိုင်ငံကိုသွားတဲ့အခါကျတော့ရုရှားမှာဘာမဟုတ်တဲ့ case တခုနဲ့သူ့ကိုအစိုးရဖမ်းလိုက်။ဘာ case လဲဆိုတော့သူ marijuana ကိုဒီအမေရိကန်မှာတချို့ state တွေမှာဒါ legally marijuana တုံးလို့ရတယ်ဟုတ်တယ်မလား။သူတို့တုံးကြတယ်။ဒါဟိုတချို့တွေဆိုရင်တော့ဒါ recreation အနေနဲ့တုံးတာလည်းရှိတယ်။ရုရှားရောက်သွားတော့လေစိတ်မှာနည်းနည်းလေးတဖက်ပါလာတဲ့ဆေးချောက်နော်အင်ဂျီမလျှော်ဘဲနဲ့ကတ်ပါလာတာလည်းဖြစ်နိုင်တယ်။အဲဒီမှာမိသွားတာ။မိတော့သူ့ထောင်အနည်း20ချတာဗျာ။ အဲ့ဒီတပတ်လေးနဲ့အဲ့တော့ထော်နှစ်20ချပြီးတော့မှရုရှားအစိုးရထိန်းချုပ်ပလိုက်တာတကယ်ကိုနာမည်ကြီးတဲ့ American Sport မှာဘယ်သူမှလည်းလာခဲ့စရာမရှိတော့ဘူးအဲ့ဒီချိန်မှာနော်နိုင်ငံတော်ကလည်းမလုပ်လဲဆိုတော့ရုရှားအစိုးရရုရှားနိုင်ငံသား terrorist ပေါ့နော်တချို့ spy တွေကိုဖမ်းထားတဲ့လူနဲ့ prison swap လုပ်တာနော်အပေးယူလုပ်တာလုပ်တဲ့အခါမှာဒီအစိုးရကသူ့ကိုလဲပေးပါဆိုပြီးတော့တောင်းဆိုလိုက် ဒီနိုင်ငံမှာပေးလိုက်ရတဲ့လူကတော့တကယ်နာမည်ကြီးတဲ့ရုရှားဟက်ကာကြီးတကယ်ကိုရာဇဝတ်သားကြီးသူ့ကိုလဲလိုက်ရတာဟိုမှာဘာမဟုတ်တဲ့ spot မှာနိုင်ငံတော်လောင်တော်မှာဒူးမထောက်တဲ့လူအော်မတ်တမရတဲ့လူကိုလဲပေးလိုက်တယ်ဘာပဲဖြစ်ဖြစ်ပေါ့အမေရိကန်နိုင်ငံသားဖြစ်တဲ့အတွက်သူ့ကိုလဲပေးလိုက်တာအဲ့တော့ तू ကလွတ်မြောက်လာတာဒီမှာအမေရိကန်ရောက်လာအခု online ပြက်မှာ तू ဝင်ပြိုင်ပြီးတော့ငိုတာအခုကျတော့ဘာလို့လဲဆိုတော့အော်အမေရိကန်နိုင်ငံကလွဲရယ်တခြားနိုင်ငံက ဒီလိုအခွင့်အရေးမရှိပါလားဆိုတော့အဲ့ချိန်မှာတည်လာဒုတိယမတ်တစိကပါလဲဆိုတော့အားလုံးပြောအောင်ဝိညာဉ်တော်ဤမတ်တစိဝိညာဉ်တော်ဤအမတ်တစိဒီနေ့ကျွန်တော်ရပြီပြီလားတင့်သေးမှာနှလုံးသားသေးမှာဒီနေ့တန်ရှင်တော်ဝိညာဉ်တော်ကတစိကပ်ပြီပြီလားဒါကိုကျွန်တော်ဆင်ခြင်မှုလို့ဒီဝိညာဉ်တော်ရဲ့တစိမရထားဘူးဆိုရင်တော့တေချာပေါက်ကျွန်တော်တို့ကကြရှုံးတဲ့အာရုံမျိုးတွေဖြစ်တဲ့အတွက်စာတန်ပိုင်တော်သူဖြစ်တယ် 一派讲你得适当点嘛，对不对？朋友，多给点照顾，用钱比嘛，搿啲人呢是喏，但是喏，为呢喏伊，为呢喏得增加些压力啦。啊，是啊，媒体呢，就是喏，不老提哪点嘞？怎子嘛，比较得提哪点？为呢喏，得增加些，我啲呢用钱度得提不咯？ ဘလို့တိနိုင်လဲဆိုတော့ကဲတင်ချင်းနဲ့ပတ်သက်တော့အင်္ဂလိပ်ကြားနာပြီးတော့ခရစ်တော်ကိုနှလုံးသားထဲမှာမိမိကဲတင်ရှင်အနေနဲ့ယုံကြည်လက်ခံပြီးတော့သူကဝိညာဉ်တော်တစေခတ်ချင်းခံရတယ်။ဒါကကျွန်တော် feeling နဲ့လာတာမဟုတ်ဘူး။ဒါကကျွန်တော်တို့ဟာကျွန်တော်မခံစားဘူးပြောလို့မရဘူး။ဖခင်ရဲ့ဂတိတော်စကားရှိတယ်။ဒီနှုတ်ကပတ်တော်ကိုကျွန်တော်ကယုံကြည်ရမှာဖြစ်တယ်။ဝိညာဉ်တော်ရဲ့တစေရပြီလား။အာဆရာအမျိုးမျိုးဘာစကားကိုပြောတာလား။ ဒါမှမဟုတ်ဆရာ prophet ပြုတာဒါမှမဟုတ်လဲတာလားအဲ့ဒီလိုဖြစ်မှဝိညာဉ်တော်သစိတ်ရတာမဟုတ်ဘူးဒီနေ့ကျွန်တော်တို့ပြောထားပြီးသားဒီမှာယေရှုကိုရတော်သူကယ်တင်ရှင်အနေနဲ့နောက်နှရပြီးတော့နှလုံးသားထဲမှာခရစ်တော်ကိုယုံကြည်လက်ခံတော်နေမှာဝိညာဉ်တော်ဤသစိတ်ခတ်ခြင်းကိုကျွန်တော်ရတော်ပါပြီဒါပေမဲ့တေချာတာကတော့ကျွန်တော်လုံရမယ့်အပိုင်းကတော့ခရစ်တော်ကိုနှလုံးသားထဲမှာလက်ခံယုံကြည်ဖို့ဖြစ်တယ် surrender လုပ်ဖို့ဖြစ်တယ် ဖိတ်ခေါ်ဖို့ဖြစ်တယ်ဒါဒါကကျွန်တော်ပိုင်အဲ့ဒီလိုဖိတ်ခေါ်တော့နေမှာအဲ့ဒီလိုနောင်တရတော့နေမှာအဲ့ဒီလိုဆူတောင်းတော့နေမှာဝိညာဉ်တော်ကနှလုံးသားထဲမှာတစိုက်ကပ်ပြီအဲ့မှာဘာပြောင်းသွားပြီဆို status ပြောင်းသွားပြီအရင်တော့ကတော့စာတန်တာအခုကဘာလဲဖျားသား hallelujah အဲ့ဒီ status ပြောင်းသွားပြီဆိုတာကိုကျွန်တော်ကခံစားမှုနဲ့လာတာတော့မဟုတ်ဘူးနှုတ်ခတ်တော်ကိုယုံကြည်ခြင်းနဲ့လာတာဒီမှာနှုတ်ခတ်တော်မှာပြောပြီဖျားပြောပြီဆိုတော့ဖျားကလိန်ညာတော့သူမဟုတ်ဘူး 学历不要那些，能我们西部，哎 <music>，你培养不了他了，你可把这业务交到我阿妈用几步为路了。但是么，crypto 有啥的？什么？这弄些这打个把些多来嗦，status 表那比，低路啊，低路吧呗。那比么，哎，人家萨丹塔，阿库迪，培养他，培养那些人是多呗。crypto 嘛，这不偏呢，那培养他偏了，培养没有那偏路了，那低路表路呀。 အဲ့တော့အဲ့ဒီလို status ပြောင်းခြင်းမှာဘယ်လောက်ထိပြောင်းသွားလဲဆိုတော့ကျွန်တော်ပြောပြဒါကျွန်တော်ဒါလူနားလေတဲ့သဘောနဲ့ပဲပြောပြတာဖြစ်တယ်เนาะဝิญဉေရေးမှာနားလေခြင်းနဲ့ပြောပဲဆိုအရင်ရှုပ်တယ်အခုကျွန်တော်နားလေတဲ့သဘောနဲ့ပဲပြောမယ်ဒီမှာသူထိုင်နေတဲ့သူတွေ American citizen တယောက်နဲ့ citizen မဟုတ်တဲ့သူတယောက်ကဒါအခွင့်အရေးပိုင်းဆိုင်ရာအရင်กว่าတယ်အဲ့ဒါအဲ့ဒါမျိုးဖြစ်သွားတာဘယ်လိုဘယ်လိုกว่าလဲဆိုတော့ကိုက citizen မဟုတ်တဲ့ရင် နိုင်ငံခြားကိုခရီးသွားခြင်းနဲ့ဟုတ်တယ်နော်ဘာဘာတွေလုပ်ရမလဲကျွန်တော်တို့နော်ဒီဥပမာအဆိုင်လေးရှောက်ထားစေရှောက်ထားတော့သူဆိုရင်တော့ဒါယာယီပေါ့နော် travel document တွေရှောက်လို့ရတယ်ပြီးရင်သူ့ကိုအစိုးရကစောင့်ကြည့်နေတာ criminal နဲ့နဲ့ဖြစ်သွားတာနဲ့သူက disqualify ဖြစ်သွားပြီနော်ရာဇုံးမှုဒါဥပဒေချိုးဖောက်လို့မရဘူးနည်းနည်းလေး နိုင်ငံခြားမှာနည်းနည်းပြဿနာတက်သွားရင်လည်းအစိုးရကလာပြီးမကယ်ဘူးစိတ်ချအဲ့ဒါကတင်းကိုပစ်ထားဖို့အတွက်ဘယ်နာမှာခလုတ်ထိမလဲဆိုတော့ဒီကောင်ကြီးချောင်းနေတာပြဿနာတစ်ခုဖြစ်တာ ਨੇ re entry ဆိုတာအမေရိကန်ပြန်ဝင်လာလို့မရတော့ပြဿနာရှိတယ်ဒါပေမဲ့ American citizen တယောက်ကြတော့အဲ့လိုမဟုတ်ပြန်သူ့မှာက passport ရှောက်ပြီးခီးသွားတယ်ဟိုမှာပြဿနာဘလောက်ပဲတစ်ခုခုဖြစ်ဖြစ်ဗာလဲအစိုးရကပြန်ပြီးတော့ ော်လာရှာအောင်ပါเนาะဟိုဟိုအိုလံပစ်မှာเนาะလူမဲမတယောက်ကတော်တော်မျက်ရည်ကျပြီးတော့အမေရိကန်အလံတချင်းကိုအလံထောင်ပြီးတချင်းဆူတဲ့အခါသူကတော်တော်မျက်ရည်ကျတာမျက်ရည်ကျတော့သူ့မီဒီယာတွေကအထူးပေါ့เนาะ zoom နဲ့ဆွဲပြီးတော့မှဒီမိန်းကလေးငိုတော်ရိုက်ထားပြီးငိုတဲ့သူတော့အများကြီးပါပဲအမေရိကန်ကရွှေသစိတ်အောင်လာဒါပေမဲ့ဒီလူကိုအထူးသဖြင့်အမျိုးသမီးကိုသူတို့က zoom ဆွဲပြီးတော့သူငိုတော်ရိုက်ထားတယ် ဘာလို့လဲဆိုတော့သူကအရင်တော့ကနိုင်ငံတော်တချင်းကိုဖွင့်တဲ့အခါမှာအမေရိကန်အလံထောင်တဲ့အခါသူကမတ်တက်မရက်ကိုဒူးထောက်တဲ့လူသူကအမေရိကန်တချင်းကိုစန့်ကျင်တဲ့လူအမေရိကန်အလံကိုမုန်းတဲ့လူအမေရိကန်မှာဒါအသားရောင်ခွဲခြားမှုရှိတယ်အစင်တန်းခွဲခြားမှုရှိတယ်ဆိုပြီးတော့အမေရိကန်ရဲ့တကယ့်အိုလံပစ်တမားဒါပေမဲ့စပော့တမားဒါပေမဲ့သူကစန့်ကျင်တာနော်ဗာလဲသူနာမည်နော် greenish ဆိုလားဒီ လူမဲ့အမျိုးသမီးတနေ့ကျတော့ तू ਆ ဘက်စကက်ဘောဆော့ဖို့အတွက်ရုရှားအစိုးရကရုရှားနိုင်ငံမှာ तू ਆ နော်ဒါပွဲစဉ်သွားတာရုရှားနိုင်ငံကိုသွားတဲ့အခါကျတော့ရုရှားမှာဘာမဟုတ်တဲ့ case တခုနဲ့ तू အစိုးရဖမ်းလိုက်ဘာ case လဲဆိုတော့ तू မယ်ရီဝါနာကိုဒီအမေရိကန်မှာတချို့ state တွေမှာဒါ legally မယ်ရီဝါနာသုံးလို့ရတယ်ဟုတ်တယ်မလားသူတို့သုံးကြတယ်ဒါဟိုတချို့တွေဆိုရင်တော့ဒါ recreation နေနဲ့သုံးတာလည်းရှိတယ်ရုရှားရောက်သွားတော့လေစိတ်မှာနည်းနည်းလေးတစ်ဖက်ပါလာတဲ့ เนาะซี้ช่องเนาะเอ็งจีไม่ช่อเว้นเนี่ยกัดปาลาล่ะแล้วขึ้นไหนเนี่ยไอ้นี่มามิดว้าล่ะมิรอตู้ถองอนิด20ชะล่ะเปียไอ้นี่ตะพัดลิงเนี่ยไอ้รอถองอนิด20ชะพี่รอมารัสเซียอสุยาทิ้งชุบไปไล่ล่ะตะแกกูนามิជីเดอเมริกันสปอร์ตมาไอ้ราเนี่ยตูก็เนาะบวชก็โหมาถองเท้มาฉုံใหญ่ย่าတော့มั้ยလေဘယ်သူမှလည်းလာကဲเสียမှာရှိတော့ဘူးအဲ့ချိန်မှာ เนาะနိုင်ငံတော်ကလည်းမလုပ်လဲဆိုတော့ရုရှားအစိုးရရုရှားနိုင်ငံသား terrorist ပေါ့နော်တချို့ spy တွေကိုဖမ်းထားတဲ့လူနဲ့ prison swap လုပ်တာเนาะအပေးယူလုပ်တာလုပ်တဲ့အခါမှာဒီအစိုးရကဒါဂျိုးဘိုင်ဒန်အစိုးရပေါ့ဒီအစိုးရကအဲ့ဒီငမဲမကိုတောင်းလိုက်တယ်သူ့ကိုလဲပေးပါဆိုပြီးတော့တောင်းဆိုလိုက်တယ်ဒီနိုင်ငံမှာပေးလိုက်ရတဲ့လူကတော့တကယ့်နာမည်ကြီးတဲ့ရုရှား hacker ကြီးတကယ့်ကိုရာဇဝတ်သားကြီးသူ့ကိုလဲလိုက်ရတာဟိုမှာဘာမှမဟုတ်တဲ့ spot မှာ နိုင်ငံတော်လာအောင်တော့မှဒုမထောက်တဲ့လူအော်မတ်တမရတဲ့လူလဲပေးလိုက်တယ်ဘာပဲဖြစ်ဖြစ်ပေါ့အမေရိကန်နိုင်ငံသားဖြစ်တဲ့အတွက်သူ့ကိုလဲပေးလိုက်တာအဲ့တော့သူကလွတ်မြောက်လာတာဒီမှာအမေရိကန်ရောက်လာအခုအိုလံပစ်မှာသူဝင်ပြိုင်ပြီးတော့ငိုတာအခုကျတော့ဘာလို့လဲဆိုတော့အော်အမေရိကန်နိုင်ငံကလွဲရယ်တခြားနိုင်ငံကဒီလိုအခွင့်အရေးမရှိပါလားဆိုတော့အဲ့ချိန်မှာသူတည်တာဟောပြောမယ်ဆိုရင်အသက်တာပြောင်းလဲတော့တာပေါ့နော်ဟုတ်ခရစ်တော်ထဲမှာအသက်တာပြောင်းလဲတာမဟုတ်နိုင်ငံတော်တခြင်းထဲမှာ နော်မျက်ရည်မျက်ခွက်နဲ့အသက်တာပြောင်းလဲတော့နော်အရင်တော့ဒူးထောက်တဲ့လူတွေဆန္ဒပြတဲ့နော်လန်ကိုမီးရှို့တဲ့လူတွေအခုကဘာလဲအလန်တွေ့တာနဲ့ငိုပြီနော်အမေရိကန်ရဲ့ကောင်းမြတ်ခြင်းကြည်ဒီနေ့ဘာပြောင်းသွားလဲဆိုတော့ကျွန်တော်တို့ထဲမှာဒစိမ့်သုံး status ပြောင်းသွားအရင်တော့ကစာတမ်းပိုင်နေတူဖြစ်တဲ့အတွက်เนาะကျွန်တော်ကအမြဲတမ်းကြောက်ရွံ့ခြင်းနဲ့မှာအသက်ရှင်ရတယ် နော်တေခြင်းကိုကြောက်ခြင်းနော်ဖျားနာကိုကြောက်ခြင်းနော်စာရန်တရေတွေကိုကြောက်ခြင်းအဲ့ဒီထဲမှာတက်ရှင်ပြီးတော့သွာလာနေတဲ့ထဲကနဲ့ဘုရားသားဖြစ်လာတဲ့အခါလွတ်မြောက်ခြင်းအလင်းထဲမှာသွာလာမောင်မိုက်ထဲကနဲ့ဘုရားတခင်ရဲ့တားတော်နိုင်ငံအလင်းထဲကိုရောက်လာတဲ့အခါကျတော့လွတ်မြောက်ခြင်း status ပြောင်းသွားအဲ့ချိန်မှာကျွန်တော်တို့ကြတော့ဗာလဲအမျက်ရည်နဲ့နော်ဘုရားထဲမှာဘုရားကိုယေရှုတင်တဲ့စိတ်နဲ့ကျွန်တော်အမျက်ရည်နဲ့လာအဲ့တော့ဒီနေ့ကျွန်တော်ဝိညာဉ်တော်ရဲ့သစိတ်ခတ်ခြင်းကို ခံထားတော့ယုံကြည်သူတွေဖြစ်တယ်ဟာလေလုယာကျွန်တော်တို့ကအထူးအခွင့်အရေးရရှိတော်သူတွေအမေရိကန်နိုင်ငံထက်ပေါင်းများစွာအစပေါင်းများစွာတန်ဖိုးရှိတဲ့ဖရားရဲ့သစိတ်ခတ်ခြင်းကိုခံတော့ဖရားသားသမီးတွေဖြစ်တယ်။ဒါကိုကျွန်တော်အမြဲတမ်းဂုံရမယ်။အမြဲတမ်းဂုံရမယ်။အလောက်ခွင်ထဲမှာဂုံရမယ်။နော်မိသားစုထဲမှာအမြဲတမ်းဂုံယူနေရမယ်။အတဲတော်မှာဂုံယူနေရမယ်။နော်ကျွန်တော်မှတစ်ခါလေလူတွေကမေးတယ်ခင်ဗျဘာလုပ်လို့လဲ။ ကျွန်တော်အမှုတော်ဆောင်ပါနော်ချုပ်တော့ဒီ secular ပေါ့တကယ်ချင်းတွေအများကြီးရှိပါတယ်သူတို့လည်းမေးတယ်88မျိုးစစ်ချောင်းသားတွေချင်းတကယ်ချင်းတွေအစဉ်ပြေတဲ့လူအများကြီးရှိတယ်ဘာလို့လဲအာကျွန်တော်ရိုးရိုးပဲအမှုတော်ဆောင်ဘာမှတော့မရှိဘူးနော်ဒါပေမဲ့ကိုကိုကိုတော့အများတန်းဂုံယူတယ်ဗာလဲဖျားသားဖြစ်ရတဲ့အတွက်ဂုံယူတယ်ဟာလေလုယာနော်စီးပွားဥစ္စာချမ်းသာလို့ဂုံယူတာတဲ့နော်အလောက်ကိုင်း ကောင်းလို့ဂုံယူတာတဲ့ဒီနေ့ဖရာသားဖြစ်ရတဲ့အတွက်ကြောင့်ဂုံယူခြင်းကကျွန်တော်နာနံပါတ်1ဖြစ်ရအောင်အာမင်နော်ဝိညာဉ်တော်ရဲ့သစိတ်ခတ်ခြင်းကိုခံပြီးတော့ဝိညာဉ်တော်သစိတ်ရှိတဲ့အတွက်ကြောင့်ကျွန်တော်တို့မှာကဘာလဲဆိုတော့အမတ်သစိတ်ကဘာလဲဆိုတော့ love joy peace နော်အာချမ်းသာတာတော့မဟုတ်ဘူးဒါပေမဲ့ပျော်ရွှင်တယ်ဝမ်းမြောက်ခြင်းရှိတယ်နော်အမြဲတမ်းအောင်မြင်နေတော့သူတော့မဟုတ်ဘူးဒါပေမဲ့ ငြိမ်သက်ခြင်းအပြည့်ရှိတော်သူဖြစ်တယ်။အာမင်။နော်သူများထက်ကတော့နော်ဟိုတတ်ချင်မှတတ်မယ်၊တိချင်မှတိမယ်။ဒါပေမဲ့နော်ကောင်းမြတ်ခြင်းဘုရားရဲ့ကောင်းမြတ်ခြင်းကိုတော့သိတယ်။နော် love joy peace kindness faithfulness patient self control အဲဒီဝိညာဉ်တော်ရဲ့သစိတ်ခတ်ခြင်းခံတဲ့အတိမပြုခြင်းကျွန်တော်တို့ထဲမှာတော့အမြဲတမ်းရှိတယ်။ အဲ့ဒီအတွက်ကျွန်တော်ကအခုဝမ်းမြောက်ဒါပေမဲ့နောက်ဆုံးအမတ်တစိတ်တခုကျွန်တော်ပေါ်ပြအဲ့ဒါကဘာလဲဆိုတော့ခရစ်တော်ဤအမတ်တစိတ်ခရစ်တော်ဤအမတ်တစိတ်ပြောကြည့်အောင်ခရစ်တော်ဤအမတ်တစိတ် the mark of jesus christ ခုနကဝိညာဉ်တော်ရဲ့အမတ်တစိတ်ထဲမှာကျတော့ဒီဟာနဲ့ क्वे တယ်เนาะတားရဲ့အမတ်တစိတ်ကတော့လုံးဝ क्वे ပြပြီဝိညာဉ်တော်ရဲ့အမတ်တစိတ်ကြောင့်ညီတဲ့ချင်းဝမ်းမြောက်ချင်း နော်ဒါတွေရှိတယ်။နောက်ဝိညာဉ်တော်ရဲ့သစိတ်ခတ်ချင်းဖျားပိုင်တယ်ဆိုတော့ရှိတယ်။အခုခရစ်တော်ရဲ့အမတ်သစိတ်ကြတော့နည်းနည်း क्वे ပြားတယ်မတူညီဘူး။ဒါကဘာသစိတ်လဲဆိုတော့နော်ကျွန်တော်ဒီဒီကြမ်းချက်လေးကိုဖော်ပြချင်တယ်။ဂလာတိခန်းကြီး6အငယ်7ခွန်အတူကဖတ်ကြအောင်ဂလာတိ6ခွန်ယခုမှစ၍ပေါလုကဘာပြောလဲဆိုတော့ငါကိုယ်၌ဆိုတော့ဒါကဝိညာဉ်ထဲမှာမဟုတ်ဘူး။ဘယ်မှာလဲဆိုတော့အပေါ်ယံဒီခန္ဓာကိုယ်ထဲမှာဘာလို့ဆောင်းထားလဲသူ။ ယေရှုတန်ရာယေရှုတန်ချက်ရာကိုငါဆောင်ထားတယ်ဒီနေ့ဒါကခရစ်တော်ရဲ့အမတ်တဆိတ်ဖြစ်တယ်ဒီနေ့ယုံကြည်သူအားလုံးအထူးသဖြင့်အမှုတော်ဆောင်များသည်ဒီနေ့ခရစ်တော်၏အမတ်တဆိတ်ကိုဆောင်တော်သူတွေဖြစ်တယ်အဲ့ဒါကဘာကိုပြောချင်လဲဆိုတော့ the mark of jesus လို့ပြောတယ်ကျမ်းစာမှာဒီ the mark of jesus ကနော်အောင်မြင်ခြင်းကြွယ်ဝခြင်းတွေဆိုတာထက်ခရစ်တော်ကြောင့်ဆင်းရဲဒုက္ခခံခြင်းဝေဒနာကိုခံတော်သူဖြစ်တယ် ခရစ်တော်နဲ့အတူနော်စူးတရဖူကိုခံပြီးကားတိုင်းကိုထမ်းပြီးတော့မှခရစ်တော်ကဲ့သို့ suffer ဖြစ်တော်သူတွေဖြစ်တယ်ခရစ်တော်ကြောင့်နော်ရှုံချခြင်းခံရတယ်အဆက်ကွဲခြင်းခံရတယ်ခရစ်တော်ကြောင့်မို့တင်းကိုသူများကနော် look down လုပ်ခြင်းခံရတယ်ခရစ်တော်ကြောင့်မို့ကိုယ့်ကိုမထိမဲ့မြင်ပြုခြင်းခံရတယ်ခရစ်တော်ကြောင့်မို့အာခရိယန်ဖြစ်တဲ့အတွက်ကြောင့်အာသူအာခရိယန်လားငါတို့တကယ်ချင်းမပေါင်း ဗာလဲ lonely ဖြစ်တယ်ပယ်ချင်းခံရအဲ့ဒါကခရစ်တော်ကြောင့်ဆိုရင်သင်ကမင်္ဂလာရှိတော်သူဖြစ်တယ်အဲ့ဒါကခရစ်တော်ရဲ့အမတ်တစိတ်ကိုဆောင်တော်သူတချို့ကငါခရစ်ယာန်ဖြစ်တယ်လို့မပြောရတဲ့လူအများကြီးရှိတယ်เนาะဒါတတိထားကျွန်တော်လုတ်ခွင်ထဲမှာအာသူများဆဲရင်ဆဲလိုက်တာပဲသူများလှုပ်လှုပ်လိုက်သူများတောင်းတောင်းလိုက်တာပဲရောထွေးပြီးနေတာဒီလူခရစ်ယာန်မှန်းဘယ်သူမှမသိဘူးနောက်ဆုံးမှပွဲတော်ရှိတဲ့အပတ်မှာဖခင်เจ้าမှာတွေ့မှာအော်မင်းလည်းခရစ်ယာန်လားဆိုတာအဲ့မှာမှစုံကြတာเนาะအော်မင်းလည်းခရစ်အော်ငါလည်းခရစ်ယာန်ပဲဆိုတာ ။အော်အဲ့လိုမဖြစ်အောင်ဒီနေ့ဗာလဲခရစ်တော်ဤအမတ်တစိ့ဆောင်တော်သူဆိုတာခရစ်တော်ကြောင့်အဆက်ခွဲခံရဲတော်သူဖြစ်အောင်ခရစ်တော်ကြောင့်အနစ်နာခံရဲတော်သူဖြစ်အောင်ပေါလုကဘလောက်ထိအနစ်နာခံလဲဆိုတော့သူဘဝတစ်လျှောက်လုံးမှာတာဒနာပြုတဲ့ခရီးစဉ်မှာ သူကဒီမှာပြောထားတာရှိတယ်။နစ်ကောခန်းကြီးဆက်တက်ထဲမှာနော်ငားချိန်မြောက်အောင်ယူတလူလက်ထက်တွင်ဒဏ်ချက်40တခုရုပ်ငါခံရပြီငါချင်းဆိုတော့36ချက်သူ့ကို ခန္ဓာကိုယ်မှာရိုက်တဲ့ချိန်လုံးတာ၅ချိန်ခံရတယ်။အခုကျွန်တော်တို့ကကျတော့ဘာတွေဟွာကြွားနေလဲဆိုတော့အခရစ်တော်ထဲမှာတဲ့။နော်ငါကအစပေါင်းများစွာရိတ်သိမ့်ပြီးဆိုတာပဲကျွန်တော်ဟွာကြွားနေရ။ခရစ်တော်ကြောင့်ငါဘလောက်ဆင်းရဲခံပြီလဲဆိုတော့ကျွန်တော်ဟွာကြွားဖို့ကမေ့နေတယ်ဗောတစ်ဖက်မှာ။ဒါကျွန်တော်ဆင်ခြင်မှုဖြစ်တယ်။နော်ခရစ်တော်ကြောင့်ကျွန်တော်တန်ချက်ဘလောက်ခံပြီးပြီလဲ။နော်အခုအိန္ဒိယနိုင်ငံမှာ missionary တယောက်ကသူမိသားစုနဲ့တွားပြီး missionary လုပ်တာ။ ကားထဲမှာမိန်းမနဲ့ကလေးတွေထိုင်နေတဲ့အချိန်မှာဒီ Hindu ဘာသာအကျမ်းဖက်ပေါ့နော်သူတို့ဒါ extreme ဖြစ်တဲ့လူတွေကသူ့မိန်းမနဲ့ကလေးက Korean missionary ဖြစ်မှန်းသူတို့သိတဲ့အတွက်ကြောင့်တခါတည်းတက်စီလောင်းပြီးတော့မီးရှို့ပလိုက်တယ်။ယောက်ျားတယောက်ပဲကြံ။အဲ့ဒီအချိန်မှာဒါ Orissa မှာဖြစ်တယ် Orissa state မှာ။အဲ့ဒီလူကသတင်းစာရှင်းလင်းပွဲမှာသူ့အယားကိုဝါနဲ့ချေ꿰ပြီးတော့ဗာပြောတယ်ဆိုတော့ခရစ်တော်ကြောင့်ဒီတန်ချက်တွေကိုခံရမယ်ဆိုရင်တော့ငါချေနှက်ပါတယ်။ ဒီလူတွေအားလုံးကိုလည်းငါခွင့်လွှတ်တယ်။ကျွန်တော်မိမနဲ့ကလေးအားလုံးမိရှုတပ်ဖြတ်ခံရတာ။ဒါပေမဲ့သူ့မှာကဗာလဲခရစ်တော်ကြောင့်မှခံရတဲ့ဒဏ်ချက်တွေရှိသွားတယ်။ဒီနေ့ကျွန်တော်တက်တာမှာလဲခရစ်တော်ကြောင့်ခံရတဲ့ဒဏ်ချက်ရှိတယ်ဆိုရင်အဲ့ဒါမင်္ဂလာရှိတော်သူဖြစ်တယ်။ခရစ်တော်ကြောင့်ရိုက်နေခံရတယ်ဆိုရင်အဲ့ဒါမင်္ဂလာရှိတယ်။ဟာလေလုယ။အဲ့ဒီလူတွေကတကယ်ဘုရားသခင်ရဲ့ယေရှုခရစ်တော်ဤတစိ့ပါတော်သူတွေ။ဒါပြောမယ်ဆိုရင်တစိ့ရှိတော်သူတွေဖြစ်တယ်။ the mark of the cross ရှိတော်သူတွေဖြစ်တယ်။အဲ့ဒီလူတွေအတွက်ကြောင့်အကုန်ဝမ်းမြောက်ဖြစ်တယ်။ကျွန်တော်တို့ကိုယ်တိုင်လည်းဒီနေ့ခရစ်တော်ရဲ့နောက်လိုက်ပြောတဲ့အခါမှာယေရှုကြောင့်မို့ငါဟာယုံကြည်သူဖြစ်တယ်ဆိုတဲ့အတွက်ကြောင့်ကျွန်တော်တို့ကိုပယ်ချင်းခိုင်ရင်လည်းကျွန်တော်တို့ကတချို့အလုပ်တွေမှမကောက်တော့ခရိယန်တွေပြောလိုက်မကန့်မကန့်တဲ့အရာရှိတယ်။ခရိယန်ပြောလို့မလုပ်ဘူးမလုပ်ခိုင်းဘူးဆိုရင်တော့ကျွန်တော်တို့ကတော့ဝမ်းမြောက်စွာနဲ့ဒါကိုဂုဏ်ရမှာဖြစ်တယ်။ဒါကဘာလဲ the mark of the cross ဖြစ်တယ်။နော်ဒီမှာပေါ်လူကဘာလဲ ယေရှုတန်ချက်ကိုငါဆောင်ပြီယခုမှဆိုင်ငါ့ကိုမနောက်ရှင်းနေတော့ငါ့အတွက်လုံလောက်သွားပြီနော်ငါချိန်မြောက်အောင်ယူဒလူတို့လက်ထက်မှာတန်ချက်40တခုရုပ်ငါခံ3ချိန်မြောက်အောင်ချိန်လုံးနဲ့ရိုက်ချင်းကိုငါခံရပြီပေါလုကတော့3ချိန်မြောက်အောင်တင်းပေါ်ပြက်ချင်းကိုငါခံရပြီတနေ့နဲ့တ냐ပတ်လုံးပင်လေထဲမှာနေရပြီအချိန်ချင်းဒေရာဆရီလဲလေပြီမြက်ကိုကူတော့ပေးတပြတိုက်တော့ပေးအမျိုးသားချင်းပြုတော့ပေးဆိုတော့ကိုကို တငယ်ချင်းချင်းချင်းအမျိုးချင်းချင်းကတိုက်ခိုက်ရန်ပြူတာကိုပြောတာဒါအမှုတော်အแทမှာဒီနေ့ကျွန်တော်နော်တိုက်ခိုက်ချင်းခံရမယ်သူများကနဲ့ရှုံချချင်းခံရမယ်စွတ်စွဲချင်းခံရမယ်ယုံကြည်သူဖြစ်လျက်ပြင်လေကျွန်တော်တို့ကိုပါလေသူတစ်ပါးကစွတ်စွတ်စွဲရှုံချချင်းခံရအဲ့ဒီဟာလေအားလုံးကပါလဲဆိုတော့ the mark of the christ the uh, the mark of christ ခရစ်တော်ဤဒံချက်ကိုဆောင်တော်သူခရစ်တော်ဤအမတ်တစိတ်ကိုဆောင်တော်သူဖြစ်တယ် ဒါကိုကျွန်တော်နားလည်ဖို့လိုပါတယ်။အမတ်တစိတ်၃ခုရှိပါတယ်။ပထမတစ်ခုကတော့စာတန်ရဲ့အမတ်တစိတ်ဖြစ်တယ်။ဒီနေ့ခရစ်တော်မတိတော့သူအားလုံးကစာတန်ရဲ့နိုင်ငံထဲမှာအဲ့ဒီအမတ်တစိတ်ထဲမှာတွာလာဖို့သူဖြစ်တယ်။ဘေးရန်ကြီးကာလမှာလည်းအဲ့ဒီတစိတ်ကိုခံမဲ့သူတွေဖြစ်တယ်။ဒါပေမဲ့ဒီနေ့ယေရှုကိုရတော့သူကဒုတိယအမတ်တစိတ်ဖြစ်တဲ့တန်ရှင်တော်ဝိညာဉ်တော်ရဲ့တစိတ်ကိုသူချင်းခံတာဖြစ်တဲ့အတွက်ဘုရားပိုင်တော်သူဘုရားသားသမီးတွေဖြစ်တယ်။ 为伢佬的身心老多噶，不要得看。为伢佬生活疲劳嘛，叫侬该珍惜阿妈噶些心劳肚力皮带。然后送的身，把来说咯，苦多强，然后生意上都噶，然后看伢嘞伢嘞，国民大叔嘞为为疲劳嘛，然后结果伢嘞伢嘞，叫侬天天看啥伢嘞呀？有几多皮带拽叫看啥伢嘞？都搞变那阿龙噶苦多强，看伢佬阿妈的身皮带。大姑叫侬拿来疲劳，阿德西们说，叶秀叶。 เนาะဒါဘုံတာရီထင်ရှားမှာဖြစ်တယ်ကျွန်တော်အသက်တာမှာဒီအမတ်သစိတ်ကိုကျွန်တော်နားလည်တယ်ဆိုရင်ဘလောက်ပဲခက်ခဲချင်းကြုံပါစေပါလေခရစ်တော်ကြောင့်ငါခံရတာဖြစ်တယ်ဘလောက်ပဲဒုက္ခကြုံရပါစေယေရှုကြောင့်မို့ငါကြုံရတယ်ဆိုရင်တော့ဒါကမင်္ဂလာရှိတော်သူဖြစ်တယ်အာမင်